ပြည်လာခုနှစ်နှစ်ညက AR တိုင်းပသိမ်မျိုးနီးငုံဝင်မြင့်ထဲမှာ လူ30တည်ဆုံးခဲ့တဲ့ဆက်လက်နှိမ့်ညွတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီနေ့ close up အစီအစဉ်မှာတော့အဲ့ဒီဆက်လက်နှိမ့်ညွတ်မှုအကြောင်းတွေကိုအနည်းငယ်တွေ့မြင်ကြပါမယ်။ဒီကိုရင်းနေမနေ့မှာတော့ပသိမ်ကမ်းခြေမှာတော့ဒါလူတွေရုပ်လောင်းနေရှာမတွေ့သေးတဲ့မိသားစုတွေကနေပြီးတော့စောင့်နေကြတယ်ဒီမှာဆိုလို့ရှိရင်တက်မတော်ရေ ကြက်ချင်းတွေမိသက်တွေရေချောင်းရဲတွေအခုဆိုတဲ့ချင်းတို့ဆက်လေအကြီးအသေးတွေနဲ့ပေါ့တို့ဒီမြစ်အထဲမှာရှောက်ပြီးတော့ရှာနေကြပြီအခုကျွန်တော်တို့ close up အုပ်စုကအခုရှာဖွေလုပ်နေတဲ့နေရာတွေကိုသွားပြီးတော့အနည်းကသွားကြည့်အောင်ကျေးဇူးကြီးလောက်တဲ့လေတစ်စင်းပြန်လာတွေ့ရဗျချက်မေးကြုံပဲကျွန်တော်တို့ ိုတို့ဘော်ဒီပါလာလာပါလာလာဘော်ဒီဘော်ဒီပါလာဟိုရှာပွေရင်းချင်းနေဘယ်လိုရှိလဲဗျဟိုဆက်ပါတော့နှလုံးသွေးဆိုတော့ဒါပေမဲ့ဒေဗီရက်တယ်လာလိဟုတ်လားအခုတော့ကောင်းတယ်ဘာလို့အဲ့ဒါကောင်းပြီလားကိုရှာပွေရင်းကကောင်းပြီလားကိုတို့ကောင်းပြီတယ်ကောင်းပြီနော်အပြန်ရှာအောင်ပါပေါ့ Okay okay ကျေးဇူးပါကိုဟုတ်ကဲ့ပါဆက်လီနဲ့ ကြောက်တင်သင်္ဘောနဲ့တိုက်မိတယ်ပြီးတော့နှိမ့်မြုပ်သွားတဲ့နေရာတော့ဒီနေရာဗျသူတို့ဒီမှာနှိမ့်မြုပ်သွားတယ်အဲ့ဒီနှိမ့်မြုပ်သွားတဲ့အချိန်မှာပဲဒီကဲသေးမြို့ဘွားလူတွေနဲ့ကဲတဲ့လူတွေကအသက်ရှင်ကြံရည်တဲ့လူတွေကိုဒီဘက်ဟိုမှာအဲ့ဒီကမ်းပေါ်ကိုသူတို့တွေဆွဲတင်ခဲ့ကြရတယ်လို့မြင့်မြင့်တက်တည်ပြောတယ်ဗျတကယ်ဆိုဘယ်တော့မှမဝေးဘူးဗျကမ်းထဲကဟိုမှာမြင်နေရတဲ့ကြက်တန်းဈေးဆိုတဲ့နေရာအဲ့ကြက်တန်းဈေးဆိုတဲ့ကရိုးဈေးကနေပြီးတော့ တို့ကဒါမင်္ဂလာဆောင်ကအပြန်ပသိမြို့ပေါ်မင်္ဂလာဆောင်လာတာမင်္ဂလာဆောင်ကအပြန်ပြန်ထွက်နေဒီဘက်ကလာတဲ့ကြောက်တင်တင်းမောနဲ့တိုက်မိတယ်လို့ဒါမင်းမြင်သက်တည်းတည်းပြောကြတယ်ကြာအဲ့ဆက်လေးရောဒါငပူရောမြို့နယ်ရခိုင်ကုန်းကြီးပါကနေထွက်လာတဲ့ဆက်လေးကအဲ့ဆက်လေးပေါ်မှာအလုံးပေါင်း62ယောက်ပါလာတယ်2ယောက်ကတော့ဒါဆက်လေးမောင်းတဲ့လူနဲ့အကူပေါ့အဲ့တော့59ယောက်ကအဲ့ဒီရခိုင်ကုန်းကြီးရွာကနေပသိမြို့ပေါ်မင်္ဂလာဆောင်ကိုလာတဲ့ကျွမ်းလူသားတွေ အခုလောလောဆယ်မှာအလောင်း26လောင်းကိုဒီနေ့9ရက်နေ့အထိပြန်လဲရှာဖွေတွေ့ရှိတာပြီဆိုတော့အခုရှာဖွေခဲ့တဲ့ရေးတွေကတော့ဆက်လုပ်နေကြတော့မယ်ကံကြခိုင်ဘုံကျွာသားတွေပါလာတဲ့ဆက်လေးပြနင်းမြို့သွားတဲ့ဆက်လေးပါအခုတော့ဒါသူတို့ဒီဆက်လေးပြန်ဆယ်ပြီးတော့ဒီမှာခကန်းတနေရမှာခြေထားတာပေါ့ဆိုဒီဆက်လေးကလူ60တယောက်ပါလာရလောက်အောင် ကြီးတဲ့အနေထားတော့ကျွန်တော်မတွေ့ရအောင်မြေမြတ်တတိနဲ့ဒီမှာကဲသေးလုံနေတဲ့လူတွေအရှင်းပြပုံရတော့ဒီသင်းမိုးကတက်လိုက်တာနဲ့ तू ကတခါလေဒီလိုမှောက်သွားပြီးတော့မြုပ်တဲ့ပုံစံမျိုးဖြစ်တဲ့အတွက်လူအခုလိုမျိုးဒါတော်တော်များများတိတ်ဆုံးခဲ့ရတာဖြစ်တယ်လို့တို့တွေကယူဆတယ်ဗျပြီးတော့တို့ည9:20လောက်ဆိုတော့မှောင်မဲနေတဲ့အချိန်မှာလဲဒါကဲသေးလုံတဲ့လူတွေအနေနဲ့ ဒီအလင်းရောင်လုံးလုံးလုံးမရှိတဲ့အတွက်ခက်ခဲဖြစ်ခဲ့တယ်လို့လည်းပြောပြကြတယ်ဗျာအားရရဲ့ဆိုပြီးတော့အားရရဲ့ဆိုပြီးပါအားရရဲ့ဆိုပြီးပါဟုတ်တယ်ဆက်တော့မှာကဲဒီအဖေကကြံနေတဲ့လောင်းနှလောင်းကိုတွေ့လာပြီဗျာသူတို့ပြန်သေးလာတာအခုမှစိတ်ကောင်းကိုရောက်နေပြီအဲ့ဒီစိတ်ကောင်းမှာတော့ဒါကြံရည်သူမိသားစုတွေလာကြည့်တဲ့လူတွေကတော့အကမ်းမှာအခုမြင်နေရတဲ့အတိုင်းပဲဗျာဆိုတော့အခုဒါ along along through gang mà tin đi ra vậy ဟုတ်မြို့သမီးရဲ့အလောင်းကိုဒီမှာပလတ်စတစ်ဒီပိုင်းနဲ့ထုတ်ပူးပြီးတော့ကဲမော်တင်မှုပြည့်စင်နေပြီဗျ။ဟုတ်မလား။ငါကုန်တော့ငါကုန်တော့ဖဲပဲ။ဘယ်လိုကြောက်။ ဒီဆုံးကဘူးရအောင်ဒီမှာငါကတရားဟုတ်လ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 ားဒီမှာငါကတရားမင်းဘယ်လိုလဲမင်းဘယ်လိုနည်းဟာငါကတရားမဟုတ်တစ်ခါနဲ့ဟာပါပြီးသားဒီမှာပါတယ်ဒီမှာပါတယ်နေပြီးတာနဲ့နိုင်ဝဲလောက်မှာကျွန်တော်တို့တရင်ရပါဒူဝဲဆက်နေနစီတိုက်လို့ဘခီးတဲ့ဒီမင်္ဂလာဆောင်ပြန်တဲ့လူညစ်တယ်တဲ့အဲလာပါဆိုကျွန်တော်ချက်ချင်းထွက်နိုင်ဝဲအတွင်းထွက်လာထွက်လာတော့ဟိုမတွေ့ရတော့ဘူးเนาะဆက်လျာပြုတ်သွားပြီအဲကျွန်တော်စောက်နေညာ9နိုင်လောက်လဲကြာတော့တိစုံသူတွေအလောင်းတွေပေါ်လာလို့ကျွန်တော်မြစ်တာဥဒရာမှာ အလောင်းလေးအပေါ်လုံးတည့်ပြီးတော့ဆေးရုံဖုတ်ခဲ့ပါတယ်အလောင်းကအလောင်းယောက်ျားလေးလေးလောင်းနဲ့မိန်းကလေး16လောင်းအဲ့ညတွင်ချင်းပဲရပါတယ်နောက်အသက်ရှင်ချိုင်ရတဲ့သူကတော့အလောင်း30 30ခုနောက်ပတင်ဆေးဦးမှာပဲပို့ဆောင်ပေးခဲ့ပါဒါအခုအလောင်းကယ်ဆယ်ရေးအလောင်းပြီးသွားပြီပေါ့နော်ဒီနေ့ဆိုလို့ရှိရင်ကိုယ့်ရဲ့နေမှာဆိုတော့ကလေးဘယ်လောက်ပါလဲဗျဒီဆက်လေးပေါ်မှာလေဒီနေ့ပေါ်လာယောက်ျားလေးတူမိန်းကလေးကတော့300လောက်ပါပါခလေးငယ်လေး4နှစ်တူ7နှစ်နဲ့အဲ့လောက် ဆိုတော့အမျိုးသားများလားအမျိုးသမီးများလားဗျအလိုအားလုံးနဲ့မှာအမျိုးသမီးတွေများတယ်ကယ်ဆယ်ရှာဖွေရေးအပိုင်းဝင်မှာဘယ်လိုခက်ခဲတွေကြုံခဲ့လဲဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဆိုတော့ပြောပြပါအောင်ဗျကယ်ဆယ်ရှာဖွေပိုင်းကမိုးချုပ်ပြီးတော့မှောင်မင်းမဲနေတာတပိုင်းပေါ့နော်အဲမှောင်မဲနေတာကိုကျွန်တော်တို့ဒီဒူဒီဥမာရေထဲမှာမျောနေမှာဆိုရင် ဘေးနာတင်မော်ရီကနေမိစလိုက်တွေပါထိုးပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလူအမြင်တဲ့ခါမှာကဲလို့အလွယ်တာပေါ့နော်ဘာမှဘလူးမှလည်းမရှိဘူးမှောင်လဲမှောင်နေတယ်တင်မော်ရီကလည်းမိစလိုက်တွေထိုးမပြီးတော့အဲလူတွေဘယ်မှာမျောနေဆိုတော့မတွေ့ရအတွက်ဒါအခက်အခဲတစ်ခုပါအဲတင်မော်ရီကဒါအနီးနာဖြစ်ဖြစ်စဉ်ဝိုင်းဝိုင်းလာမယ်သူတို့ရဲ့မိစလိုက်တွေထိုးပြမယ်ဆိုရင်အလူတွေဘာမှမျောနေဆိုတာဒါဟိုဟိုအချိန်နဲ့တပင်းကြီးကယ်လို့ရပါတယ်။အတင်းမောတွေကမိစလိုက်မပြဘူးမှောင်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကျွန်တော်ကဒါကယ်လို့မရပါဘူး။ဘိနာကဒါ ဟိုတင်မောတွေရတာစလိုက်မီတွေနဲ့ဝိုင်းဝန်းကွန်ကြီးခဲ့မယ်ဆိုရင်ဒီတက်မြန်မြန်ဆန်းဆန်းကဲနိုင်မယ်လို့ပြောချင်တာလားဗျာမှန်ပါတယ်အဲ့လိုမျိုးသာဆိုရင်ဟိုဒီတက်ဒီလောက်မတည်ဘဲနဲ့ကျွန်တော်အသက်ရှင်ပြီးမြန်မြန်ဆက်နိုင်မယ်လို့ကျွန်တော်ယူဆပါတယ်ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခွန်ကျွန်တော်တို့မိသားစုဆိုတော့တမျိုးလုံးလို့ပါဆိုတော့ မျိုးလုံးဘာဖြစ်လဲဆိုတော့ကျွန်တော်ရညီဝင်းခွဲအတွက်လာတာဆိုတော့လေကျွန်တော်တို့မိသားစုတစုမှာဆိုလို့ရှိရင်၂ယောက်၃ယောက်အဲ့လိုလာပဲကျွန်တော်မှာဆိုရင်မိမရဲ့တားလေးရဲ့ကျွန်တော်ရဲ့လေးတယ်ညီလေးရော၁၄ပုံပါဟုတ်ကဲ့ပါပါတယ်ဆရာအဲ့နေရဖြစ်စဉ်ကိုမှတ်မိသလောက်ပြန်ပြောမလားကျွန်တော်တို့ဆက်လေးစားထွက်တော့7မိနစ်ကြော်လောက်တော့ရှိပြီအဲ့ကြောက်တဲ့မောင်ရရေလေကောင်ကလာတယ်တန်ကွင်းပေါ့နော်အဲ့ဒါမှကျွန်တော်တို့ကကျွန်တော်တို့လေကဟိုဘက်ကိုဖြတ်ကူးတာဖြတ်ကူးတဲ့အချိန်မှာအဲ့ကြောက်တဲ့မောင်ရနောက်ဟိုကစီကနမီတလုံးမှလည်းမိပွားတယ်သူကဒါမှမဟုတ်ဥမှာထွင်းမလာနောက်မှာထွင်းလာကျွန်တော်တို့လေကပဲပေါ်စားလာသူတို့ကပဲ နမောနမဲနိုင်လားမသိကျွန်တော်တို့ဘက်ကလည်းတိုင်းမထုတ်ဒါပေမဲ့လေချင်းဥချင်းဆိုင်သွားတဲ့အချိန်မှာကျွန်တော်တို့လေကကြောက်ပြီးတော့ဒီဘက်ကမရှောင်မနဲ့လေရဲ့ကြောက်သိမ်းမရဲ့ရှေ့ကိုဖြတ်တက်သလိုဖြစ်သွားတယ်အဲဒီအချိန်မှာကြောက်သိမ်းမဘေးကိုဝင်အောင်ပထမတစ်ချက်ဝင်အောင်တော့မမှောက်သေးဒါပေမဲ့ကြောက်သိမ်းမလည်းဆက်ကိုအချိန် short လိုက်နောက်တစ်ချက်ကျွန်တော်တို့လေကကွာသွားတယ်ကွာသွားတော့ main ကလေးကို order တစ်ချက်ကြားလိုက်တယ်နောက်တစ်ချက်ဝင်အောင်တော့အလုံးလိုက်အောက်ကိုကြားသွားတယ်ကျွန်တော်ကခေါင်းမိုးပေါ်မှာဆိုတော့ကျွန်တော်ကခြေအောက်ကိုဒီလိုရောက်သွားတယ်ဟုတ်ကဲ့ကျွန်တော်ကရေထဲကနေပြီးတော့ ပြန်တက်တော့ပြန်တက်လို့မရအောင်နှစ်ချက်သုံးချက်ရေထဲမှာ15မိနစ်လောက်ကြာပါတယ်15မိနစ်လောက်ကြာပြီးကျွန်တော်အပေါ်ပြန်တက်လာတော့ကျွန်တော်မိမလည်းမရှိတော့ကျွန်တော်သားလည်းမရှိတော့ကလေးကတက်ဘလောက်ရှိပြီလဲဗျကျွန်တော်ကလေးက၄နှစ်ကျော်ပဲရှိသေးတယ်၄နှစ်ကျော်ယောက်ျားလေးပါယောက်ျားလေးပါယောက်ျားလေးပါမနစ်ကမှ KG တက်ပါတယ်ဆိုတော့အဲ့ဒါအဲ့တော့ဆိုရင်ဒီတင်းမိုးကိုညီတို့ဒါဟိုမြင်လိုက်ရလားဒီကြောက်တင်မိုးယူမြင်နေရလားအော်ကျွန်တော်တို့ကတော့ဒါပုံဝင်နေပြောတော့ခေါမိုးဝန်ထိုင်နေကျွန်တော်တို့ကိုယ်တိုင်လည်းမမြင်ဘူးပြသူတို့ကလည်းဟို မတီးဘူးတော့ကားတော့ဟောမတီးညီတို့စီးလာတဲ့ဆက်လီမှာရောမီးတွေပါ slide မီးတွေပါထုံးထားလားထုံးရမထုံးတော့ဟုတ်ကဲ့အဲ့တမွန်သူတို့လည်းမမြင်အောင်မမြင်အောင်သူတို့မှလည်း slide မီးမထုံးတာမထုံးစရာမထုံးဒါပေမဲ့ဟိုကြောက်တိမောင်ရတော့ဟိုနောက်ဆုံးမှာ point မီးလေးတလုံးတတ်ထားတယ်အဲ့ဒါဆိုရင်ညီကပြန်ပေါ်လာမယ်ရေပေါ်ဟုတ်ပြန်ပေါ်လာပြီးတော့ဘာကြီးဆက်ဖြစ်လဲဘာကြီးဆက်ဖြစ်လဲဆိုတော့အဲ့ကျွန်တော်တို့တင်မောင်ရပက်လက်လာတော့ကျွန်တော်ကတင်မောင်ပေါ်ကုတ်တက်တယ်ကိုယ်ရတဲ့အချိန်မှာကောင်ကလေးတယောက်ကတော့တော့ကျွန်တော်ကဲခိုင်းတယ်ဒါပေမဲ့ကျွန်တော်ကဲတယ်မရလိုက်ဘူးဒီဘက်ကနေကျွန်တော်အမအဝင်ခွဲဦးရောင်ရဲ့တမိအချီကိုတော့ကျွန်တော်ကဲလို့ရလိုက်တယ်နောက်ဆုံးတော့ ဟိုကဲဒီကဲနဲ့ကျွန်တော်ကိုဘကန်းရောက်သွားတယ်ဆိုတော့ကျွန်တော်ကကျွန်တော်တွေ့ခဲ့လေတင်းမောတိုက်ပြီးမြုပ်တဲ့နေရာနဲ့ကန်းနေရာတလောက်ကြီးမဝေးဘူးဗျာလောက်မဝေးပါဘူးဆရာဒါပေမဲ့ကျွန်တော်တို့ကညားပဲဆိုတော့ဆရာရဲ့အမြင်အာရုံနဲ့တိတ်မရှင်းဘူးဘယ်လိုပြောမလဲဟိုဘယ်နေရာဘယ်လိုကူအောင်မလဲဆိုတာစိတ်ထဲမှာလည်းရုံးရင်းဆန်ကပြန်တော့ကိုယ်စိတ်ထဲမှာတားတယ်မရတယ်အမားတို့ကဲချင်တဲ့စိတ်နဲ့ဆိုတော့အဲ့လိုသိဆုံးသွားတဲ့လူတွေဟာတော်တော်များများရေကူးတတ်ကြလားဟုတ်ကဲ့ရေကူးတတ်တဲ့လူတွေပါအများဆုံးကတော့မိန်းကလေးဆိုတော့ရေကူးတတ်တဲ့လူတွေပါပဲရေကူးတတ်တာဆိုတော့ကျွန်တော်တကယ်ချင်းနဲ့ကျွန်တော်အကိုတွေသူတို့လည်းသိပါလား ရေကူးတတ်တဲ့လူတွေကဘာဖြစ်လို့ဘာဖြစ်လို့မလွတ်ကြလဲဆိုတော့ညီနေနဲ့ရှင်းပြနိုင်မလွတ်ကြလဲဆိုတော့ကျွန်တော်အချင်းပြောရရင်တော့ရေထဲမှာအကောင်လုံးကဝင်းထဲမှာပိတ်နေတော့ရေကူးတတ်တဲ့လူကတော့ကူးတက်မှာပဲဒါပေမဲ့ကြောက်တဲ့လူကကြောက်ကြောက်နဲ့လှမ်းဆွဲနေတဲ့လူတွေပဲလုံးပြီးတော့တေသွားလို့ကျွန်တော်ထင်ပါခလေးနဲ့အမျိုးသမီးဆုံးသွားတဲ့အတွက်ကျွန်တော်အများကြီးစိတ်မကောင်းပါဘူးဟုတ်ကဲ့ပါဆိုတော့ဒီဟိုဖြစ်တင်ပေါ်မှာဒီမိသားစုဖုံးချုံရတဲ့တယောက်နေနဲ့ဘာများပြောချင်သေးလဲဟိုဗျာကျွန်တော်ကတော့ဘယ်လိုပြောမလဲမိသားစုလည်းဆုံးချုံပြီးပေါ်ရတဲ့ပျက်စီးတဲ့အထိပါပဲနောက်ဆက်လေသမားတို့အဓိကပြောချင်ပါတယ် ဲ့နောက်ကိုစီမံပါလာတဲ့ခီးတွေတွေကိုကိုမိသားစုဝင်တွေလိုသဘောထားပြီးတော့စောက်ရှောက်ပေးဖို့ဂယူးဒီဇိုင်းလေးမောင်းပေးဖို့ဆက်လေသမားခီးတွေတွေအသက်ဟာသူတို့ရဲ့လက်ထမှာပဲရှိတယ်ဆိုတော့ကျွန်တော်ပြင်ရတဲ့ပြောချင်ပါတယ် 14ကိုမြင်ခဲ့ပြီဗျမြင်ခဲ့တော့14ကလူ60ဟိုတင်လောက်အောင်ဟိုဟာကြီးတာကိုကျွန်တော်တို့မတွေ့ရဘူးလေဆိုတော့အဲ့ဒီပုံမှာရဲကဘယ်လိုများသုံးသက်လဲဗျဟုတ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကလည်းအဲ့ဒီဒီဥစားနဲ့ပတ်သက်ပြီးတော့သူကတော့သူ့ရွာဆိုတော့ဗောနော်ပြည့်ချိန်ရွာဆိုတော့ကားလိုက်နဲ့ဒီလိုဖြစ်လေဖြစ်တာမရှိတော့ဒီတိုင်းမဲ့သူတို့အောင်သက်ပုံစံမျိုးရှိပါတယ်တော့မဖြစ်နေဘူးဟာလည်းပေါ့ရော့ဆောင်နဲ့သူတို့ဒါဒီအင်အားတင်လာတော့ဗောအခုလက်ရှိမှာလည်းအခုတို့တွေ့တဲ့အတိုင်းပဲအင်အားနဲ့ဆက်လင်းနေတာတွေ့ပြီးသားဖြစ်မှာပါအခုလောစီကျွန်တော်တို့ ရှင်တဲ့သူကလည်း30ခုရှိသေးတယ်ပါတယ်အဲ30ခုရမှာလည်းရှားက28ယောက်နဲ့မ4ယောက်ဖြစ်ပါတယ်ဒီဆုံးတဲ့သူကမပြန်တွက်ကြည့်ခါမှာမကကျွန်တော်တို့မ23ယောက်နဲ့ရှားက9ယောက်ဖြစ်ပါခင်ဗျာဟုတ်ကဲ့ဗျဆိုတော့အခုရဲဌာနအနေနဲ့ပေါ့နော်ဒီကိစ္စကိုအကင်အတွဲဖြေရှင်းနေပုံလေးကိုပြောပြပါအောင်ဗျအခုလောဆယ်ကျွန်တော်တို့ကဒီ အလောင်းတွေဥစားဖြစ်တယ်ပေါ့နော်ပထမတွေကျွန်တော်အကုန်လုံးစူရဥစားဖြစ်တယ်စူကြည့်ပြီးတော့ကျွန်တော်ဥစားလုပ်တယ်အလောင်းတွေပြန်လဲရှာပွေးတော့သူတို့ပေးတဲ့ဆင်းတွေကတော့ကျွန်တော်တို့လောတဲ့လက်ရှိအချိန်မှာတော့အခုကျူဆိုတာတယောက်ကြာနေတော့ဒါလေးပြေဥစားပြီးကျွန်တော်ရှာပွေးနေတယ်ပေါ့နော်ဒါဒီကျွန်တော်တို့အတွေ့အကြုံမှာတော့မိတ်ဖွဲ့ဆွေးစီအများကြီးပါနော်အကုန်လုံးခေါ်ရှာပင်းဝင်နေတာအခုလိုအတွေ့အကြုံရှိပါတယ်ဒါနဲ့ပတ်သက်ကျွန်တော်စေးစားပို့မယ်စေးစားပို့ပို့ပြီးတော့ကျွန်တော်တို့ဒီဥစားကိုဒီဘွဲဆက်စီမှာလာတော့လို့ကျွန်တော်ရဲလုံကတော့ကျွန်တော်အပြေဆုံးဆရာမှာဒါလို့ကျွန်တော်တို့ကဟိုပြုမှုဆရာဦးကောင်မှာ ၃၀၄ကာကြီးเนาะ၃၃၈၃၃ခေါ်ဟိုပေါ့၂၈၀နော်အရင်ယူခွင့်ဆောင်ရွက်လည်းတားရှိပါတယ်မင်္ဂလာဆောင်လာတဲ့ပဲ့လီမှာကျွန်တော်ပဲ့ကန်ရဲ့ဆက်ကန်ရဲ့ဆိုတာမျှော်ရှိပါတယ်အဲ့မှာကျွန်တော်တို့တက်မကန်ဆိုတဲ့လူတော့ကျွန်တော်တို့ကျော်တီဟအောင်ဆိုတော့ကျွန်တော်တို့အရှင်လက်ရရှိပါတယ်ဒီဘက်မှာဥစားဆက်ကန်ဆိုတဲ့လင်းတိုက်ကိုတော့ဒီ၃တန်းကတည်ဆုံးတဲ့တွေ့ရှိပါတယ်ကြောက်ကားဟိုကြောက်ကြောက်ဥစားဆက်လီမောင်းတဲ့ဥအောင်ကိုတော့ကျွန်တော်တို့ကဒီနေ့ဦးတော့တီဟအောင်နဲ့ဥအောင်ကိုတော့လက်ရှိဖမ်းဆီးအရေးယူထားရှိပါခင်ဗျာ ဟုတ်ကဲ့ဗျဟိုရင်းမှုနေနေဒီဒီလိုမျိုးအမှုတွေပေါ့နော်ဒီလိုမျိုးဆက်လက်နှိမ့်မြှုပ်မှုတွေမဖြစ်အောင်ဟိုဗာမရသတိပေးစကားလေးပြောချင်တယ်မြို့ဗျာဒါကျွန်တော်တို့အနေနဲ့ဒီမှာလဲဟိုကျွန်တော်တို့ဒီမှာဟိုရေချောင်းရဲ့တပ်ပေါ်ရရှိပါတယ်ပညာပေးလုပ်ငန်းတွေလည်းအများအားကျွန်တော်လုပ်ဆောင်လည်းရှိပါတယ်တကယ်လို့တင်းမွတ်တက်မဲ့ခါမှာအလုပ်စစ်စစ်ဆောင်လည်းလည်းရှိတယ်တော့ကျွန်တော်တင်ပြပါတယ်ဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါဟုတ်ကဲ့မင်္ဂလာဆောင်ကပြန်လာတဲ့ရခိုင်ကုန်းကြီးပါသူကြီးရသားတွေစီးနေလိုက်ပါလာတဲ့ငွေကျယ်ပွင့်ဆက်လီနဲ့တောက်တင်တင်ပေါ်ဂတိရွှေစိတ် ဒီမော်တိုင်းမိရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒီမှာစိတ်ကန်းအာဏာပိုင်ကျွန်းမှာအခုဆိုလို့ရှိရင်စစ်စဲရေးအဖွဲ့တစ်ဖွဲ့ဖွဲ့ပြီးတော့စစ်ဆင်းနေပါလေဗျ။အဲ့ဒီစုံစမ်းစစ်စဲရေးအဖွဲ့မှာတော့ဒီမှာစိတ်ကန်းအာဏာပိုင်အဖွဲ့တိုင်းစိတ်ကန်းရရှိပါတယ်။ပြီးရင်ပြည်သူလွတ်တော်ကိုလည်းပါတယ်။အမျိုးသားလွတ်တော်ကိုလည်းပါတယ်။တိုင်းဒေသကြီးလွတ်တော်ကိုလည်းပါတယ်။ပြည်တွင်းရေချောင်းပို့ဆောင်ဦးစီးဌာနရဲ့ဒါတိုင်းဦးစီးမှုပါတယ်။ပြီးရင်ခရိုင်ရဲမှုကြီးပါမယ်။ပြီးရင်ရေချောင်းရဲတပ်ဖွဲ့ရဲ့တပ်စုမှုပါတယ်။ပြီးလို့ရှိရင် တသိမျိုးရဲ့အထွေထွေအထွေမူပါပါတယ်ဗျအခုသူတို့တွေအခုဒါတသိဒီကောပြီးလို့ရှိရင်လွတ်မြောက်လာတဲ့လူတွေရောဆက်လေတွေတင်မောတွေမောင်းနေတဲ့လူတွေရောအခုဒီမှာ second အာနာပိုင်းရုံးထဲမှာဆက်ဆင်းနေကြတယ် ့ရှိရင်ပသိမ်မြို့ကနေသင်းမောနဲ့တမန်ကျောင်းဆိုတဲ့ကျွာကိုရောက်တဲ့အထိကိုသင်းမောနဲ့တနာရီလောက်ရှိကြရတယ်ဗျ။အဲ့အဲ့ရနေမှတခိုင်ဂုံကျေးပါဦး။တမန်ကျောင်းကျေးပါနဲ့ဆက်ပြီးတော့လမ်းလျှောက်ဒါမှမဟုတ်ရှင်စိုက်ကယ်နဲ့သွားကြတာပေါ့။အခုကျွန်တော်တို့ကတခိုင်ဂုံကျေးရောက်သွားဖို့အတွက်ဦးတမန်ကျောင်းကျေးရောက်ကိုကျွန်တော်တို့သွားနေတဲ့လမ်းမှာပါ။ သိန်းမြို့ပေါ်ကနေကျွန်တော်တို့နှစ်နာရီလောက်ဆက်လေးစီလာလို့ရှိရင်တမန်ချောင်းကြီးပါဆိုတော့ရောက်တယ်ဗျာဆိုတော့ဒီစိတ်ကမ်းမှာပဲဒါဆင်းရတယ်အဲ့ဒီရခိုင်ကုန်းကြီးပါကလူတွေကလည်းဒီစိတ်ကမ်းကနေပဲပသိန်းကိုသွားကြတယ်ပသိန်းကနေပြန်လာကြတယ်ဆိုတော့ဒီစိတ်ကမ်းကနေရခိုင်ကုန်းကြီးပါကိုရောက်ဖို့နောက်ထပ်အဆက်ကဲတစ်ဆင့်ထပ်စီရတယ်ဗျသွားမယ် အင်ဂျင်200နီးပါးလောက်ရှိတဲ့ရခိုင်ကုန်းရွာအခုဆိုလို့ရှိရင်တော့ဒီရွာမှာတော့တရွာလုံးကပူဆွေးတော့ကရောက်နေကြတယ်ဒီရွာကရွာသူရွာသား29ယောက်ဟာဆက်လေနှိမ့်ညွတ်မှုမှာပါပြီးတော့အသက်ဆုံးပါသွားခဲ့ကြတယ်ဒီရွာတရွာလုံးကလည်းဒါအကုန်လုံးကဆွေမျိုးတွေလိုဖြစ်နေတဲ့အတွက်အခုဆိုလို့ရှိရင်တရွာလုံးကတော့မဖြေဆယ်နိုင်မဲနဲ့ဝမ်းနဲ့ပူဆွေးတော့ကရနဲ့ရောက်နေကြတော့မှာဗျကျွန်တော်တာမီတွေကမြန်မာမတူမိသားစုတော့တော့မရှိဘူး တော့ငငယ်ကြမ်းမဲ့ကျူတာအမေပိုးမွေးသူမွေးလာကျွန်တော်ကငါတော့ဒါဒါဆင်းရဲဟောဆင်းတော့မိသားစုရုံးကန်တော့အမေဆင်းရဲမေကျွန်တော်အမေကျွန်တော်ဆင်းဆင်းရဲဘယ်တော့မထားခဲ့ဘူးပညာတောင်းလုတ်သူကိုယ်နဲ့ပညာမတက်အတွက်ပညာတောင်းထားပြီးအဖေဆိုလို့ချင်တယ်လို့ဘယ်မမအလို့လောက်ရအခုနောက်မှတို့စီပွားရေးနည်းလေးကျွန်တော်ကလည်းပတ်စံပို့အဖေအလို့ဆိုနေအဆင်ပြေတယ်အဲ့လိုချင်တာမေဆုံးဆုံးပါ ဆိုရင်ဒီမှာရင်းထဲမှာဘာတွေများပြောစရာရှိအောင်မလဲကျွန်တော်ကျွန်တော်ကတော့ကျွန်တော်ကတော့ဘာဖြစ်လို့ဘာလို့မှမတူဘူးအဲ့လိုဖြစ်နေကြတယ်ကျွန်တော်ကရန်ကုန်ကရောက်နေကျွန်တော်ကျွန်တော်ကျွန်တော်တငယ်ချင်းကျွန်တော်ပုံစံလေးမေးအမေလို့စီးရဲ့၁၄ရက်အမောက်လို့တဲ့ကျွန်တော်ရန်ကုန်မှာအလုပ်ကြရရောက်နေလို့မှပြလို့မရအောင်အမေကိုဖုန်းဆက်တော့ဖုန်းကဝင်နေဒါပေမဲ့မကင် နောက်ကျတော့ဆက်ပြီးတော့အဲတော့ညညချင်းရံကိုခါပြင်ဆင်းတယ်အဲတောက်လျှောက်တကယ်ကြီးနဲ့ဖုံးဆွပြီးတော့နှိမ့်သိကြပါတယ်ဒါပေမဲ့ Facebook မှာတက်လာတဲ့ပုံကိုကျွန်တော်အမေကျွန်တော်မတွေ့ဘူးဩအမေရဲ့တနေရံများကပ်ပြီးအသက်ရှင်များဆိုမျိုးလို့ချင်းနဲ့ပြင်ဆင်းလာနောက်နောက်ကျမှနာမည်စင်းတက်တော့အမေပါတည်အဖေကကျွန်တော်ပြောမထွက်ဘူးအမေကကျွန်တော်တည်တော့ကျွန်တော်စမွေးတယ်ဖခင်တရားတားလောက်တယ်ကျွန်တော်ယုံကြည်တာကျွန်တော်အမေအဲ့လိုမတင်သိဘူးလို့ကျွန်တော်ထင်တယ်ဟုတ် အခုလည်းကျွန်တော်တို့ဒီတကြံမှာပဋိမာတရားသခင်မှာဆုံးလူဖို့အဖေကဖုံးရေးဖို့ပြီးတရားထိုင်ဖို့ရှိတယ်။ဒါပေမဲ့အလိုအလိုဖြစ်သွားဆိုတော့နော်နော်နော်အဲ့လိုမျိုးတင်းမောရပါရေဆိုရှင်တည်တေရှာပေါ့နော်စီစီလှုပ်စီခြင်းတယ်ကျေးဇူးများတင်းနော်ဟုတ်ကဲ့ဟုတ်ကဲ့သမီးက25သမက်က22 တမိကဒီရွာပေါ့နော်အတိတမိတမက်ကတော့လာပတ်တာအဲ့ဒါသူတို့ကဟိုမှာနေကြတာဒီကိုလာတာပေါ့ဒီမှာညညပဲအိတ်ခဲရတယ်အဲ့ဒါဟိုမှာမင်္ဂလာဆောင်လဲရှိတယ်တချံလဲရှိတယ်ပေါ့နော်အဲ့လိုဆိုပြီးဒီကိုလာကြတာပေါ့လာပြီးတော့သူတို့တချံကြပြီးတော့ရန်ကုန်သွားမယ်အဲ့လိုမျိုးလာကြတာအဲ့ဒါမင်္ဂလာဆောင်ကညမတာအဲ့သူတို့သွားကြတာပေါ့အဲ့လိုဖြစ်တယ်ဒီကလုံးအုံးတိုက်ပြီးတော့လေ ဟိုဂျာနဲ့မိသားစုတွေရောအကုန်လုံးပေါ့နော်တရွာလုံးသွားကြတာဟိုဘက်မှာရွာမကြီးဆိုတာချီသေးတယ်ခိုင်ကုန်းရဲ့ရွာမကြီးအန်ဒီတို့နေလာရခိုင်ကုန်းရွာတက်ခေါ်တယ်ဒါပေမဲ့ဒီဒီအန်ဒီတို့မိသားစုတွေကသွားကြတယ်ဟိုမင်္ဂလာဆောင်ကအန်ဒီတို့မိသားစုတွေကလေအဲဂျာနာတွေကတော့ဟိုဘက်ဒီဘက်မိသားစုတွေပေါ့တာရဲ့အေးအဲ့လိုမျိုးသွားကြတာအဲ့နေရာသူတို့သွားတော့အန်ဒီကပြောလိုက်သေးတယ်သမီး ဟိုဖုံးနေပါလေဖွင့်ထားပေါ့နော်အဲ့လိုပြောလိုက်တယ်ညနေပိုင်းကျတော့အန်တီကခေါ်တယ်ခေါ်တော့ဖုံးကနှလုံးစလုံးပိတ်ထားတယ်တမက်ကောတမီရောအဲ့ဒါတူလေးကိုခေါ်ပြောတယ်တူလေးဟိုတမီတို့ကိုပြောပြပါဖုံးဆက်တွေဖွင့်ထားပိတ်မထားနဲ့အဲ့လိုပြောပြီးတော့အန်တီကပြန်ခေါ်တော့ဘလို့မှခေါ်ပြရတယ်အဲ့ချိန်ကသူတို့ကန်တာမှာဆက်လေပေါ်ရောက်နေကြပြီပေါ့အဲ့နောက်ပိုင်းကတော့ဘယ်ဖုံးမှခေါ်မရတော့ဘူးတူဖုံးကိုလည်းခေါ်မရတော့ဘူးအမဖုံးလည်းခေါ်မရတော့ဘူးအဲအဲ့လိုပဲအန်တီခဏ ငါကြီးဝဲလောက်တော့ရှိမှာပေါ့နော်အဲဖုံးထိုင်ပြီးတော့ခေါ်နေတာအဲနောက်ပိုင်းမှာဟိုဘက်ကအော်ပြီးတော့ပြေးလာကြတယ်အဲ့ဒါနဲ့အန်တီကဘယ်လိုတင်လဲဆိုဒီဆန်ကဲပေါ်သွားလို့လဲချန်ကြီးခဲ့တယ်အဲ့လိုကြားတယ်အန်တီနာတွေကအဲ့ဒါဘာဖြစ်တာလဲဆိုပြီးတော့လိုက်သွားတော့သူဆက်လေအပြန်ရင်နစ်လို့ဘလူးမမရှိတော့ဘူးအဲ့လိုပြောတယ်အဲ့ဒါနဲ့ကျွန်မဘယ်တော့သွားလို့သွားမှာ ဒီမှာလေအဒီကဒီမှာတယောက်တည်းနေတာတားရန်ကုန်မှာအိမ်အောင်နဲ့အလုတ်ချီတယ်သူ့အလုတ်နဲ့သူနေကြတာပေါ့ရန်တာငကိုရဲကပြောထားတယ်တကြံကြရင်သူတို့လာမယ်အဲ့လိုမျိုးအတားမလာသေးဘူးတမီးကလာတမီးနဲ့တမက်ကလာခဏလေးလာပြီးတော့အခုလိုမျိုးအခြေဆိုးတွေနှောင်မကြုံရအောင် ူများမိသားစုတွေတခြားရွာတွေရဲ့လူတွေမချုံရအောင်အန်တီရင်ထဲမှာဗာမျက်ပြောစရာရှိလေပြောတတ်ပါဦးသားရဲ့ဟိုနောက်ကိုလျှောက်မိရမင်္ဂလာမဆောင်ရပါနဲ့ သွားလာမှာတစ်ပတ်စလုံးမှာစီကန်းချက်ထောက်တာရှိပါတယ်။ဒီဟိုလူတည်ဆုံးသွားတဲ့ကိုကျဲခွင့်ဆိုလို့ရှိရင်ဒါတတ်မှတ်ထားတဲ့သူက9မီတာအဲအထက်ဆိုလို့ရှိရင်ဘီးဖြူကြီးတစ်လုံးထောင်းရမယ်ဆိုတော့စီကန်းချက်မျိုးတွေပေါ့။ဒါမျိုးတွေရှိတယ်မပါခဲ့တာတွေနောက်ပြီးတော့ဟိုလူပိုတင်တာတွေဆိုတော့ဒီဝေကျဲခွင့်ကဟိုရေရင်မောင်းတာကတော့ဒါသူရေရင်မောင်းတဲ့ပြောတော့ဆုံးတဲ့တည်းမှာပါသွားတယ်။ဒါပေမဲ့ရေရင်အကူရှိပါတယ်။ရေရင်အကူလည်းကျွန်တော်တို့ကမှဖန်ဆီးထားပါတယ်။ တော့နဒီအရာကလည်းတစီကံပေါက်တဲ့အထက်မှာပါတယ်ပါတယ်ပေါ့ပါတယ်ဆိုတော့စောစောလို့မီးမစုံနေတာတွေသူအများကြီးရှိပါတယ်စလိုက်မီးမတုံးတာတွေစကြပြန်ဒါမျိုးတွေပေါ့နော်တကယ်တမ်းအက်ဆီဒန့်တစ်ခုတွေ့မယ်ဆိုလို့ရှိရင်သူကဟိုပက်ဆုပ်ရမယ်ဘက်ကမနာရန်ဆော့ရမယ်ဒါပေမဲ့တကယ်တမ်းအတိအသေးစိတ်စစ်ဆေးတဲ့အခါမှာမနာရန်အဲမဆုပ်ခဲနဲ့တမိနစ်ကြော်ကြော်တော့ပဲဘက်ဆုပ်တယ်လို့သိရတယ်ဒီလိုချက်တွေကြောင့်အဲ့ရ ပြင်းရင်အုပ်ပေါ့နော်ဥအောင်သူတို့သူ့ကိုလည်းဒါကျွန်တော်တို့ဟိုဖန်စီစစ်ဆေးထားတာရှိပါတယ်ဆိုရဘက်ကဒီကျန်းရဲသူတွေအပေါ်မှာကူညီပေးတာတွေများတောင်းမှုတည်ဆုံသွားတဲ့တွေအတွက်တခုခုတောင်းဝင်ပေးရများရှိလားမသိဘူးတည်ဆုံသွားတဲ့သူတွေရဲ့မိသားစုတွေပေါ့နော်ကျွန်တော်တို့ဒီလူငယ်ညာအောင်နေပြီးတော့ဟိုတတ်မှတ်တာလုံးလာအတိုင်းတုံးကိုကြက်၃သိန်းလုံးချက်ချင်းပေးပါတယ်နောက်တော့ဟို ေးဥမတက်နေတဲ့လူနာဒီကိုလည်းကြောက်ကို၅000လောက်၅000လောက်ပေးပါတယ်။အဲကျွန်တော်တို့တိုင်းတိုင်းဆိုတော့အဖွဲရတယ်ဟိုကျွန်တော်တို့ဆိုတော့ဟိုအောင်းလေးရှင်းနေပေါ့နော်။အောင်းလေးရှင်းနေရကျွန်တော်တိုင်းတိုင်းဆိုတော့ဖွဲမှာလည်းဟိုသဘောပြည့်ရတဲ့အကြောင်းကိုရှိပါတယ်။အကြောင်းကိုလည်းဟိုဖောင်ဒေးရှင်းရဲ့အရာဒီဖောင်ဒေးရှင်းဟိုတင်ကားဖောင်ဒေးရှင်းနော်ကမ်ဘောဇာနိုင်ငံလင်းနန်းတို့ဒါတွေနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ဟိုဖေးဥတည်နေတဲ့လူနာတူကိုကြောက်ကိုချက်တသိန်းတော့ နောက်ဆိုတည်ဆုံသွားတဲ့သူရဲ့မိသားစုတွေကိုကြက်၁၀သိန်းလုံးကျွန်တော်တို့ထောက်ပံ့ပေးခဲ့ပါတယ်ချက်ချင်းပဲပေးခဲ့ပါတယ်နောက်မြန်မာအာမခံလုပ်ငန်းကလည်း၄ရက်ပဲကြာပါတယ်ရဖြစ်ပြီး၄ရက်ကြာပြီးတော့၁၂ရက်နေမှာပဲဒီဟိုတည်ဆုံသွားတဲ့သူရဲ့မိသားစုတွေကိုတူလျင်ကြက်၃သိန်းလုံးပဲကျွန်တော်တို့ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်နောက်နောက်ပေါ့နော်ဒါမျိုးတွေမဖြစ်အောင်ဝန်ကြီးအနေနဲ့ဗမာများအကြံပေးခြင်းလဲဗျဒါတော့ကျွန်တော်ခီးသွားတွေရာ ဘာဖြစ်လို့စီကံနေလိုက်တာကိုခီးသွားတွေတဲ့ရေရင်ပန်းရှင်တွေရေရင်မောင်းတဲ့လူတွေဒါတွေကကျွန်တော်တို့ရေချောင်းရညနာထုတ်တာစီကံချက်တွေတကယ်တမ်းထိခိုက်လိုက်တာကိုတို့ပါတယ်နောက်တစ်ခုကလည်းကျွန်တော်တို့ဌာနဆိုင်ရာအနေနဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်ထိထိထိရောက်ရောက်ရေးယူနိုင်မှုတော့သူတို့တွေစောစောလို့ရှောင်းနေကဝင်စစ်တဲ့အရာတွေကိုလည်းထိရောက်ရောက်နဲ့လုပ်ဖို့ဒီလိုပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လုပ်ထားတဲ့ check လေးရှိပါတယ်ကျွန်တော်စိတ်ကူးနဲ့စီစဉ်ထားတာတွေအစိုးရဘက်ကလည်းတင်ပြပြီးအဲ့ဒါကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဟို emergency operation center ပေါ့နော်အဲ့ဒီဟာဒီချက်ချင်းကျွန်တော်တို့ဒါရုံးခွင့်နဲ့ဒီစီစဉ်ပြီးတော့စောက်ပါပါဒါကကျွန်တော်ကမ်းလာမှာပဲကမ်းမှာပဲစောက်မယ်ဗာလဲဆိုတော့ဟို emergency case တခုဖြစ်လာလို့ရှင် central command center ရှိဖို့လိုတာပေါ့အခုကတော့ကျွန်တော်တို့ကချက်ချင်းပဲဟို central command center မရှိဘဲနဲ့ဘယ်ပေါ်သွားမှာကတ်မယ်ပါလို့မယ်ဘယ်သူကဘယ်လိုဒါဒီ ဒီဖြစ်သွားတဲ့အားနည်းချက်တွေကိုကျွန်တော်တို့ကဒါသင်ခန်းစာယူပြီးတော့ဆိုတော့ emergency operation center မှာဆိုလို့ရှိရင် ready မြစ်ထဲမှာ case တစ်ခုဖြစ်လို့ရှိရင်ဟို semi send နိုင်တဲ့ဒီစပုတ်ပေါ့နော်ပုံနှစည်းကို ready ထားမယ် ready ထားမယ်နောက်ပြီးတော့အဲ့မှာဖြစ်လာတဲ့လူနာကိုကျွန်တော်တို့ခိတ္တပေါ့ဆေးရုံမရောက်ခင်ဟိုသူ့ကိုချင်းကုသနိုင်တဲ့အခန်းထားမယ်နောက်ပြီးတော့ဟို office operation room ပေါ့နော်အဲ့ဒီမှာအဲ့ဒါရှိမယ် ကြည့်မယ်ဆိုရင်ကျွန်တော်တို့မြစ်ထဲမှာ case တစ်ခုဖြစ်မယ်ဆိုလို့ရှိရင်ဒီထဲမှာပါတဲ့မိသားချက်ချင်းညီမနဲ့ရဲတပ်ဖွဲ့စာတန်းဆိုင်ရာတွေကျွန်တော်တို့စိုးရွားဖွဲ့ရပြီးအကုန်လုံးအဲ့မှာသွားစုပါမယ်။သွားစုပြီးလို့ရှိရင်ဖြစ်တဲ့ကိစ္စကိုချက်ချင်းဆုံးဖြတ်ချက်ချပြီးတော့ချက်ချင်းပဲအဲ့မှာအဲ့ရလေး operation ကိုကုတ်ကဲဖို့ management လုပ်ဖို့ဒါကျွန်တော်တို့စီစဉ်လာပါတယ်။ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့စီစဉ်ဖို့ဒီလောက်နဲ့ပဲညနာခင်းပါ။ပတ်သိမ်းမြို့မှာဖြစ်ပွားခဲ့တဲ့လူ30တိစုံခဲ့ရတယ် ဆက်လက်ညှိနှိုင်းမှုကြောင့်စင်မကောင်းစရာတွေ့နေကြရတယ်။ Close up အစ်တင်ပါ။ဒီစီစဉ်ကိုအားပေးနေတဲ့သူအားလုံးကိုကျေးဇူးများတင်ပါတယ်။ကျွန်တော်ရဲဝင်းတို့ပါ။